ျွန်တော်တို့ကနှစ်လပိုင်းကလေးကဒါ contract ကအကုန်ပြီးပြီစာအဲသူတို့ရဲ့စာချုပ်ထဲမှာပါထားတဲ့အကြောင်းအရာဘာလဲဆိုတော့၁၇လပိုင်းဒီပွဲပြီးမှကျွန်တော်တို့က official ကြော်ညာခွင့်ရမယ်လို့ပြောတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ၁၇လပိုင်းပြီးကလေး official ကြော်ညာထားပြီးစာဒါပေမဲ့တယောက်နဲ့တယောက်ကြားမှာဘလို့ conflict ဖြစ်နေလဲတော့ကျွန်တော်လည်းမသိဘူးအဲ့တော့ကျွန်တော်လည်းကျွန်တော်အခုကတော့စောင့်နေရဲဆိုတာကျွန်တော်နှစ်ရှည်ချုပ်ဖို့အတွက်အခုကျွန်တော်စောင့်နေတာအဲ့ပွဲကိုပေါ့နော်ဥပမာပေါ့နော်ကျွန်တော်ကဒီနေ့မှကျွန်တော်မဟုတ်ဘူးဆိုလို့ရှိရင်တော့ဒါကျွန်တော်ဒါနေသွားတာပေါ့ အဲကျွန်တော်လိန်သွားတာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ကဒါသက်ဆိုင်ရာနဲ့ဒါလမ်းကြောင်းအတိုင်းကျွန်တော်တို့ကသွားရမှာပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာဒါဟိုဘက် company ကိုပေးထားတဲ့ band slick တွေနောက်တစ်ခုကကြာလိုအပ်တဲ့ server server တွေကျွန်တော်တို့မှာအကုန်ရှိရဆိုတာလေဟုတ်။ကျွန်တော်ရဲ့အိမ်မက်ကဒါ Miss Universe ကကျွန်တော်ရဲ့အိမ်မက်ပဲပေါ့နော်ငငယ်လေးကတည်းကကျွန်တော်ဖြစ်ချင်တယ်ကျွန်တော်ရတဲ့အရာတခုမှကျွန်တော်မြန်မာနိုင်ငံအတွက်ကျွန်တော်ချပြချင်ပါတယ်လို့ဒါကျွန်တော်အိမ်မက်ပါပဲအိမ်မက်ဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ဒီငွေအမြောက်အများကိုရင်းနှီးပြီးတော့ဒါ ဒါစ조사ထားတာပေါ့နော်ဒါကတော့ဘယ်လိုဖြစ်လာမလဲဆိုတော့တစ်ချက်တစ်ချက်ကြည့်စောင့်ကြည့်ရမှာပေါ့ဟုတ်